ဘဝတစ်ပါးသို့ကူးသွားတဲ့တတို့သမီးကြောင့်ဝိညာဉ်နဲ့မင်္ဂလာပွဲကျင်းပကြရတဲ့တနာစရာတတို့သားလေးရဲ့ဖြစ်ရန်အခုရပိုင်းလူပြောများနေတာကတော့တတို့သားတယောက်ကတတို့သမီးမပါဘဲမင်္ဂလာဆောင်နေတဲ့ဗီဒီယိုဖိုင်လေးပါပဲအဆိုပါဗီဒီယိုဖိုင်လေးထဲမှာတော့တတို့သားလေးဟာတယောက်ကဲမင်္ဂလာမန်တပ်ခံပါတယ်မှာတယောက်ကဲကိုကျွေးနေတာလည်းမြင်ရသလိုတတို့သားဟာတတို့သမီးမပါဘဲတတို့သမီးရဲ့ဝတ်စုံလေးနဲ့မင်္ဂလာဆောင်နေတာကိုလည်းမြင်ရပါတယ် ဒါကြောင့်လေပြိတက်တွေကတတော်သမီးကပဲသွားတာလေမင်္ဂလာဆောင်ကိုရှောင်းမလာတာလားတခြားကောင်းလေးနဲ့ခိုးပြေးသွားတာလားဒီမကောင်းဖြစ်နေတာလားဒါမှမဟုတ်ရရရချင်နေတာလားဆုံးသွားတာလားစသဖြင့် TikTok comment တွေမှာမေးမြန်းနေကြတာပါဒီဆက်သူတွေရဲ့ပြောကြချက်အရတော့တတော်သမီးမပါပဲကျင်းပခဲ့တဲ့မင်္ဂလာပွဲကမင်္ဂလာမဆောင်ခင်လပိုင်းမှာတတော်သမီးကွယ်လွန်သွားခဲ့တာကြောင့်လေပျော်ပျော်ရွှင်ရွှင်နဲ့မင်္ဂလာယူရမယ့်မင်္ဂလာပွဲလေးဟာအမင်္ဂလာပွဲဖြစ်ခင်ရသလို့ တတို့သမီးလေးမရှင်လေဆိုရလေအလပဆုံးပြစင်ကတတို့သားမပါပဲတတို့သားဝတ်စုံနေတဲ့သူမင်္ဂလာဆောင်ခေရာကဝန်နေချစ်ကွဲမဆုံးဖြစ်ခင်ရပါတယ်တချို့ကလည်းတတို့သမီးကဆုံးသွားပြီကိုဘာလို့ဆက်လက်ကျင်းပလာလဲဆိုပြီးဝေဖန်ကြတဲ့လူတွေလည်းရှိကြတာပါကိုင်ကန်ရှင်လေးနဲ့နီးစပ်တဲ့သူတွေရဲ့ပြောကြကြံရာတတို့သမီးဟာမင်္ဂလာမဆောင်ခင်ပွဲလွန်သွားတာကြောင့်မင်္ဂလာပွဲကိုစိတ်ဆွဲပြီးမချွတ်မလွတ်မဖြစ်အောင်တတို့သားဟာတယောက်တည်းတတို့သမီးဝတ်စုံနေမင်္ဂလာပွဲကျင်းပခဲ့တာဖြစ်တယ်လို့ရှင်းပြပါတယ်